ဘရာဇီးရဲ့တပ်ဖွဲ့ကယမန်တွေကတမိုင်းတလျှောက်အသေးအပြောက်အများဆုံးစစ်စင်ရေးကိုစောင့်ရက်ပြီးနောက်တနက်တန်တွေမိလောင်ထားတဲ့ကားတွေနဲ့လမ်းဘေးတလျှောက်မှာအလောင်းတွေပြန့်ကျနေခဲ့ပါတယ်။ရီယိုဒီဂျန်နီရိုမြို့မြောက်ပိုင်းကစီးရဲတဲ့ရက်ွက်တွေတွေကိုလက်နက်ကင်တပ်ဖွဲ့ဝင်2000ကျော်ဝင်ရောက်စီးနှင်ခဲ့တာပါ။လက်နက်တွေမူရစ်စေဝါတွေကိုတင်ဆက်ရမိခဲ့ပြီးဂိုင်းဝင်80ခန်းကိုဖမ်းဆီးခဲ့တယ်လို့အုပ်ချုပ်ရေးမှူးကပြောပါတယ်။အစိုးရရဲ့အဆိုအရရဲရရှိလေးဦးအပါအဝင်စုစုပေါင်းလူ132ဦးတေဆုံးခဲ့ပါတယ်။ ။အရာရှိတွေကဂျာဟောင်မူရဲ့အကြံဖတ်သမားတွေအပေါ်မရှိမဖြစ်လိုအပ်တဲ့စစ်ပွဲတစ်ခုဖြစ်တယ်လို့ပြောပါရယ်။ဒါပေမဲ့ဂျာကိုလူတိုင်းကတော့သဘောမတူကြပါဘူး။တာဘရီတိုရဲ့သားလည်းတည်ဆုံသူတွေထဲမှာပါဝင်ပါရယ်။ကျွန်တော်သားကိုဒီကနေထုတ်ပြီးမြေမြုပ်ဖို့လိုချင်တယ်။ဒီမှာတော့လူတွေအများကြီးငိုကြွေးနေကြတယ်။ဒါပေမဲ့အပြင်မှာတော့လူတွေကသူတို့လုပ်ခဲ့တဲ့အဆုလိုက်ပြုံလိုက်တက်ဖြတ်မှုကိုလက်ခုပ်တီးပြီးချီးကျူးနေကြတယ်လို့သူကပြောပါရယ်။ ပြည်နယ်ယာရှိတွေရဲ့အဆိုအရရဲတပ်ဖွဲ့ဟာဘရာဇီးနိုင်ငံရဲ့တပ်တန်းရင်ဆုံတဲ့ဒုတိယကြီးဆုံးဂိုင်းတွေထဲကတစ်ခုဖြစ်တဲ့ကိုမန်ဒိုမာဘေယိုဂိုင်းကိုပြစ်မှတ်ထားခဲ့တာပါဘရာဇီးနိုင်ငံဟာစေစုနှစ်များစွာကြာဂိုင်းလုံရှားမှုတွေနဲ့ရုန်းကန်ခဲ့ရပါတယ်အမေရိကန်နိုင်ငံခြားရေးဌာနကရာဇဝမှုနဲ့ပြန်ပေးဆွဲမှုတွေကြောင့်အမေရိကန်နိုင်ငံသားတွေအတွက်အစ်စ်နှစ်ခီးသွားတရီပေးချက်ထုတ်ပြန်ထားပါတယ်အင်ကာနီကစစ်စင်ရေးတွေကို RIOD GENERO ကရဲတပ်ဖွဲ့ကပဲဆောင်ရွက်ခဲ့ပုံရပါတယ်။ဘရာဇီးတရားရေးဝန်ကြီး Ricardo Lewandowski က RIOD GENERO မှာတည်ဆုံးသူဦးရေများပြတာကိုသမ္မတလူနာကတုံ့လောက်ခဲ့တယ်လို့ပြောပါတယ်။လက်တင်အမေရိကနိုင်ငံသားကြီးရာကောင်စီမှလေလာသူတွေကကျွန်တော်အမြင်အရ RIO အုပ်ချုပ်ရေးမှုနဲ့သူတို့ဒီလိုအသေးပြောင်များတဲ့စီးနှင်းမှုမျိုးကိုလုံဆောင်တာတွေ့ရတော့သမ္မတ Trump က Caribbean နဲ့ Pacific သမုဒ္ဒရာတွေကမူရစေဝါတည်ယူပို့ဆောင်တဲ့လေတွေကို တိုက်ခိုက်ခဲ့တာတွေရဲ့နောက်ဆက်တွဲလို့ထင်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေကြောင့်အခုဆိုရင်လူ58ဦးသေဆုံးခဲ့ပြီးအများပြည်သူတည်အောင်အထောက်အထားပါတကူမှမထုတ်ပြန်သေးပါဘူး။တခြားအစိုးရတွေအနေနဲ့အရင်ပြစ်ပြီးမှနောက်မှမေးခွန်းထုတ်သက်နေဆိုတဲ့ message မျိုးပို့ဆောင်နေတာပါပဲ။ဘရာဇီးမှာအဲ့ဒီလိုလှုပ်ဆောင်တဲ့အစဉ်အလာရှိပြီးသားပါ။ရဲတပ်ဖွဲ့ကတနစ်ကိုလူ၄၀၀ကနေ၆၀၀၀အထိတက်ပြတ်နေတဲ့နိုင်ငံတစ်ခုကြောင်းမှလို့ပြောဆိုပါရရှင်။